အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်တို့ရဲ့နေဖွဲ့စည်းစနစ်ကနှစ်ပေါင်း4.5ဘီလီယံနီးပါးရှိနေပါပြီနေကိုလက်ပတ်နေတာကကဘာတစ်ခုတည်းတော့မဟုတ်ပါဘူးကဘာကြီးရဲ့အဖော်လလည်းအပါဝင်ပါပဲကဘာကျူရဲ့လကအခြားလိုက်ထက်ကိုပို့ပြီးတော့မှကြည်ပြီးပို့ပြီးတော့လဲတူတယ်ပို့များပါတယ်လကကဘာပေါ်မှာအကျိုးများစွာတက်ရောက်နေတဲ့အရာတစ်ခုပဲဖြစ်ပါတယ်လမရှိတော့ရင်လကိုဖြက်စီးပစ်လိုက်မယ်ဆိုရင်တော့ကဘာပေါ်မှာမယုံကြည်နေတော့တဲ့ကပ်ဘေးတွေဖြစ်လာမှာပါ လာကကဘာအတွက်ကိုအလွန်ကိုအရေးပါအရောက်တဲ့တငယ်ချင်းဆိုရင်လည်းမမှားပါဘူးနော်တကယ်လို့ကဘာရဲ့ဘေးမှာလာမရှိတော့ဘူးဆိုရင်ဘလို့ခက်ခဲဆိုးချိုးတွေဖြစ်လာမလဲဆိုတာကိုကျွန်တော်တို့ရဲ့လက်မီဒီယာ channel ကနေပြောပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ disappear နေကြ video လေးတွေကိုလည်းကြိုက်တဲ့တယ်ဆိုရင်တော့အနီအောင် subscribe button လေးကိုနှိပ်ပေးကြပါဘူးနော်ကျွန်တော်တို့ video လေးကိုစလိုက်ကြအောင်ဗျာနံပါတ်1လကိုဖြည့်စီပြလိုက်ရင်ကဘာမျိုးစီကိုလရဲ့အချိုးပဲပြည့်စီတွေကရောက်လာမှာပါဒါပေမဲ့အဲ့ဒီအချိုးပဲတွေကလူသားတွေရဲ့အသက်တွေကိုတော့မထိခိုက်စေနိုင်ပါဘူး လာကိုဖြက်စီးပြင်းနေလို့တယ်လည်းနည်းနည်းပြည့်လိုက်မယ်ဆိုရင်တော့လာဘောကအမိုက်တွေကအာကာသထဲမှာပြင်းနေတော့ပါလိမ့်မယ်တကယ်လို့သာပောက်ကွဲမှုကအားနည်းနေမယ်ဆိုရင်တော့လာရဲ့ဖြက်စီးတွေကလာအစ်တွေဖြစ်နေပြန်လဲစူးစီးဖြစ်ပေါ်လာမှာပါပောက်ကွဲမှုကအားကြီးလို့မယ်ဆိုရင်တော့ဘာတစ်ခုမှကိုကြံတော့မှာမဟုတ်ပါဘူးနော်နံပါတ်2ညဘက်မှာလာရောင်ကိုခန်းစားလို့မရနိုင်တော့ပါဘူး လာနဲ့သူ့ရဲ့အချင်းချင်းတွေအားလုံးကပြောက်ကွယ်သွားတဲ့တပြိုင်တည်းကဘာကြီးရဲ့ဒုတိယအလင်းဆုံးအရာကလည်းမရှိနိုင်တော့ပါဘူး။နေကလာပြင်းနေတဲ့အစာပေါင်း၄သိန်းနီးပါးပိုလင်းပါတယ်။လာပြင်းနေက Venus ကျဲတဲ့ကိုအစာပေါင်း၁၄၀၀ပိုလင်းပါတယ်။ဒါမှမရှိတော့ဘူးဆိုရင်တော့တစ်နှစ်ပတ်လုံးညဘက်မှာမှောင်နေတော့မှာဖြစ်ပါတယ်။နံပါတ်၃ နေချက်ချင်းလာချက်ချင်းတွေလည်းမရှိနိုင်တော့ပါဘူး။လာမရှိတော့တဲ့အခါမှာနေချက်ချင်းလာချက်ချင်းတွေလည်းရှိမှာမဟုတ်တော့ပါဘူး။နေချက်လာချက်ဖို့ဆိုရင်နေကဘာနဲ့လာတော့ကတဒန်းနဲ့ရှိနေဖို့လိုပါတယ်။နေနဲ့ကဘာကြတဲ့တဲ့ကိုလာရောက်လာတဲ့အခါမှာလာကနေကိုဖုံးကွယ်သွားပါတယ်။အဲဒီအခါမှာလာရဲ့အရေးကကဘာပေါ်ကိုကြောက်ရွံ့ခြင်းကြောင့်နေချက်ချင်းကိုဖြစ်ပေါ်လာစေပါတယ်။နေနဲ့လာကြတဲ့တဲ့ကိုကဘာရောက်တဲ့အခါမှာလေကဘာရဲ့ရိတ်ကလာပေါ်မှာကြောက်ပါတယ်အဲ့ဒါကိုလှချက်ချင်းလို့ခေါ်ကြပါတယ် လာချက်ချင်းကလာပြင်းနေနဲ့လာပြကျော်တရနေတွေမှာဖြစ်ပေါ်တတ်ပါတယ်။လာမရှိတော့တဲ့အခါမှာတော့နေကြတာနဲ့လာကြတာကြီးလည်းရှိမှာမဟုတ်တော့ပါဘူးနော်။နံပါတ်၄နေတာကမပြောင်းလဲတော့ပါဘူး။ဒီကြောင်ကတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းပါတယ်။ကဘာလက်ပတ်တဲ့အပေါ်မှာလကအလွန်သိငယ်တဲ့ပွတ်တိုက်အားကိုအသုံးပြုပါတယ်။အဲဒါကြောင့်ကဘာကြီးရဲ့လေနှုံးကလည်းအချိန်ကြာတဲ့အမျှနေသွားစီပါတယ်။တနည်းကို24နာရီရှိတဲ့ကဘာကြီးကဒိုင်နိုဆောရဲ့လက်ထက်ကဆိုရင်22နာရီသာရှိခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်းဘီလီယံအနည်းကဆိုရင်တရက်ကို10နာရီအောက်မှာပဲရှိခဲ့ပါတယ်နောက်ထပ်နှစ်လေးသန်းအတွင်းမှာကျွန်တော်တို့ရဲ့ပြက်ကလေးမှာရက်ရက်ရက်တွေတော့ထက်လို့အမှမဟုတ်ပါဘူး။ကဘာကြီးရဲ့လေပနုံနှင်းနှင်းသွားပြီးတော့မှတနေ့တာရဲ့အရှိတွေကဆက်လက်တရှိနေစေဖြစ်မှာပါ။နေရက်လောင်စာကုန်သွားတဲ့အထိတနေ့ကို24နာရီနေရက်အဖြစ်နေမှာဖြစ်ပါတယ်။နံပါတ်5ဒီရီအလွန်နေသွားပါလိမ့်မယ်။ကဘာမှာရှိတဲ့ဒီရီတွေကလကြောင့်ဖြစ်ပေါ်လာပါတယ်။လရဲ့ကဘာကိုဆွဲတဲ့ဆွဲရတက်ရောက်မှုလို့ပြောလို့ရပါတယ်။ အဲ့ဒီလဆွေရ graph ဒီကြောင့်ကမ္ဘာအမြင်မျက်နှာပြင်ပေါ်ကရွေးရှားနေတဲ့သမုဒ္ဒရာကြီးတွေကအတက်အကျပြောင်းလဲစီးဆင်းခြင်းတွေဖြစ်ပေါ်လာပါတယ်လာပြေလာကရက်တွေမှာလာကားကဘာနဲ့အနည်းဆုံးအပိုင်းကနေပြီးတော့မှဒီရေကိုဆွဲရတက်ရောက်စီပြီးတော့မှတက်စီပါတယ်။တရက်ကိုနှစ်ကြိမ်နှစ်နေရာမှာရေတက်ခြင်းဖြစ်ပေါ်စေပါတယ်။လာဆွဲရတဲ့နီးနေရာနေရာရဲ့လာဆွဲရတဲ့ဝေးတဲ့စန့်ချစ်ပတ်နေရာရဲ့မှာဖြစ်ပါတယ်။ကဘာက24နာရီကိုတပတ်လုံးလေပတ်နေတဲ့အတွက်ရေထရဲ့ဆွင်းထိုင်မှာ12နာရီကြာတကရေတက်ပါတယ်။ ဒါပေမဲ့လကလည်းကပောက်ကိုလက်ပတ်နေတာကြောင့်တသမတ်တက်ရှိနေတာတော့မဟုတ်ပါဘူးเนาะအဲဒါကြောင့်မလို့တရရနဲ့တရရေးထရခြင်းကတော့မတူပါဘူးမိနစ်50လောက်တော့ကြာပါတယ်လာဆန်းနဲ့လာဆော့ရတွေမှာတော့လရှိတဲ့ဘက်မှာ DA အတက်ကြရှိနေပါတယ်လာဆန်းရွက်တွေမှာညနေခင်းပိုင်းလာဆော့ရွက်တွေမှာတော့နေ့နေ့ခင်းပိုင်းဒီအတက်ကြအနေငယ်ရှိပါတယ်။အဲ့ဒါကိုတော့အရှိတရဲ့ nitrite လို့ခေါ်ကြပါတယ်။အကယ်လို့သာလမ်းမရှိတော့ဘူးဆိုရင်တော့ဒီအတွေကလည်းမဖြစ်စလောက်လေးသာဖြစ်ပေါ်လာမှာဖြစ်ပါတယ်ဗျာ။ နမကြောင့်ကဘာကြီးရဲ့စောင်းနေတဲ့ဝင်ရိုးကအမတည်ငင်နေတော့ပါဘူး။လာမရှိတော့တဲ့အခါမှာဆိုချိုးအနေနဲ့ဖြစ်လာမဲ့အရာတွေကတခုကတော့တော်တော်ဆိုးပါတယ်။ကဘာကသူ့ရဲ့ဝင်ရိုးပေါ်မှာ23.4ဒီဂရီစောင်းပြီးတော့မှဂျင်တလုံးလုံးလေပက်နေပါဗျ။ကဘာကြီးတင်းစောင်းပြီးတော့မှလေပက်နေခြင်းကလနဲ့များစွာသက်ဆိုင်နေလို့တော့ဘသူမှထင်မှာမဟုတ်ပါဘူးနော်။ဒါပေမဲ့နှစ်ပေါင်းသသောင်းကြာတဲ့အခါမှာကဘာကြီးရဲ့တင်းစောင်းမှုကအနည်းဆုံး22.1ဒီဂရီကနေအများဆုံး24.5ဒီဂရီထိသာပြောင်းလဲသွားပါဗျ။ ။ကမ္ဘာပေါ်မှာလမရှိတဲ့အခါမှာတော့ဝေရုံစွန့်ဒေသတွေမှာအမြဲမအေးတော့ပါဘူး။ Equator ဖြစ်တဲ့ဒေသတွေမှာလည်းအမြဲပူနွေးနေတော့မှာမဟုတ်ပါဘူးနော်။နမခွန်လာမရှိရဲခါမှာစက်ချဝရာထဲမှာလူသားတွေအခြေချနေနိုင်မဲ့နေရာမရှိနိုင်တော့ပါဘူး။လာကတခြားချိုနဲ့ဆိုင်ရင်တော့ကဘာနဲ့အနီးဆုံးနေရာမှာတည်ရှိပါတယ်။1960ခုကနေ1982ခုနှစ်အထိကဘာပေါ်ကလူသားတွေကလာဘော်ကိုသွားပြီးတော့မှဆူဆက်လိလမှုတွေလုပ်နိုင်ခဲ့ပါတယ်။လာနဲ့ကဘာကကီလိုမီတာပေါင်း38000သာကောက်ရပါတယ်။ တမယိုးချတုံးမြတ်တဲ့စင်ကိုကဘာကနေလှစီကိုလှစ်လိုက်မယ်ဆိုရင်တော့ခမန်းကြီးအဖြစ်၃ရက်အတွင်းမှာရောက်နိုင်ပြီးတော့မှအလင်းအရှိန်နဲ့အပြန်အလှန်လှည့်လည်တဲ့အချက်ပြမှုဆိုရင်တော့2.5စက္ကန့်သာကြာနိုင်ပါတယ်။ကဘာနဲ့အနီးဆုံးဖြစ်တဲ့အင်ကာချူသို့မဟုတ် Venus ကိုတုံးမြတ်လှစ်မယ်ဆိုရင်တော့လာပေါင်းများစွာကြာမြင့်ပါလိမ့်မယ်။နေပေါ်စနစ်မှာလကစူးစမ်းလေ့လာမှုပြုနိုင်ဖို့အနီးဆုံးကြိုတစ်ခုပဲဖြစ်ပါတယ်ဗျာ။ကဘာကြီးပေါ်မှာကြိုးပြနေတဲ့ကဘာရဲ့ဂျိုယန်လာကကဘာတော်တော်တငယ်ချင်းကောင်းလို့ပြောရင်လည်းမမှားပါဘူးနော် ကြည့်ရှုပေးခဲ့ကြတဲ့မိတ်ဆွေတွေအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်မှပဲပြန်ဆောင်တွေ့ကြတာပေါ့ဗျာ